ါကတော့အရင်တည်းကဘယ်ပြောမလဲဟိုကိုကြီးကစားခဲ့တော့ကလည်းဒါဝါဘနောလေးစားအကြရတဲ့သူပြောဖြစ်တယ်။ဘာပဲပြောအခုချိန်မှာလည်းဒါဟိုပါပေါ့ဒီအတင်းကြီးအတွက်ကိုပေါ့လုံးဝဟိုပါပေါ့ဥဆောင်နိုင်တဲ့ဥဆောင်နိုင်တဲ့ဟိုပါပေါ့နော်ခေါင်းတော်တယောက်ဖြစ်နေတယ်။အဲ့တော့ကိုလည်းညီမဝမ်းလဲတာတယ်ပြောကိုကြီးလည်းအရင်အကြရတယ်ဟုတ်ဘွားကြတော့ရှားပါရေပေါ့ဘယ်လေးဘယ်ဘယ်တန်သမားရေပေါ့နော် အဲ့အတွက်သူရွေးချယ်တဲ့လမ်းပေါ်မှာအခုသူဖူဆဲကိုရွေးချယ်သူရွေးချယ်တဲ့လမ်းပေါ်မှာအကောင်းဆုံးသူရှောက်နေတယ်လယ်ယူရင်ကသမားတယောက်လည်းဖြစ်နေတယ်အဲ့အတွက်ဒီလိုနိုင်ငံအတွက်ထမ်းဆောင်နေတဲ့ကစားသမားတယောက်ပေါ်မှာကျွန်တော်ကအဲအားပေးတယ်ဆက်လို့ကိုဘာဖြစ်ချင်တာလဲပန်းနိုင်ကိုတေချာရောက်အောင်သွားအကိုတို့ကအမြဲတမ်းအနောက်မှာဆပ်ပိုးရင်းအမြဲတမ်းရှိနေပါတယ်ပေါ့အာကန်နဲ့ပွဲတိုင်း အာဒီနေ့ပြိုင်ပွဲက woman day ပေါ့နော် woman day ပေါ့နော်ပူပေါင်း woman day တော့ကျွန်တော်တို့အကောင်လုံးကပူပေါင်းပြီးတော့ဒီနေ့ပွဲပွဲပွဲအတွက်အကောင်လာရောက်ပူပေါင်းပေးကြတာပေါ့ပြန်လာယူကတော့ဗာပြောဒါနှစ်ဘက်ကအာဖူဆယ်တသိန်းပြီးလို့ရှိရင်ကွင်းကြီးဆိုတော့ပေါ့နော်ဒါတောင်းတောက်တရားနီးစနစ်ပိုင်းလည်းမတူးပေါ့နော်အဲ့တော့ဟိုပြီးတော့အနိုင်ရှုံးလည်းရှိရဆိုတော့လေအဲစူပေးထားမိလည်းရှိရတဲ့ကြောင့်ကိုအကောင်ကတော့ပြန်ဆက်မှုနဲ့ဟိုစော့ကြတာပါဟုတ် ဒါကကြတော့ဘယ်လိုပြောအာဂရာစိတ်တည်းရှိရပါတော့ဟိုဘာကွဲကစားပြီကျွန်တော်တို့ဘောလုံးပါရပဲပါဖြစ်ဖြစ်ပေါ့သူဆိုင်ကစားတာပဲဖြစ်ဖြစ်အဲဒီလိုအပျော်ဖန်ဂိမ်းကစားတာမှာကျွန်တော်တို့မှာဒါစိတ်ကနိုင်ရင်နဲ့စိတ်ရှိရပါတော့ဒါကဟိုဘယ်လိုအာဂရာသမားတယောက်ရဲ့စိတ်တက်ပါလဲဟုတ်ကဲ့ကိုလိုက်ကလည်းကိုလေးတွေ့လိုက်တယ်နော်ဘယ်လိုပြောလဲအကလားလေအချင်းကတော့ကိုတော့တွင်းလိုက်တယ်အာပရဒီကန်လိုက်ချိန်မှာတော့ကျွဲသွားတယ်အရာလုံးပါချပါတယ်တက်ကနစ်တွေရောအာ ကွင်းသေးတာကြည်ရစားกว่าကြားတယ်ဆိုတော့အကုန်လုံးကကျွန်တော်တို့တို့ကกว่าကြားတယ်ဗောနဒါပေမဲ့ပျော်ဖို့ကောင်းပါတယ်လာကစားရတာဟုတ်ကဲ့ကျင်းကြီးမှာကဲတော့ကြိုက်တယ်လားဟုတ်ကဲ့ကျင်းကြီးမှာကဲတော့ဟုတ်ကဲ့အာအတူတူပါပဲ ဘယ်လိုပြောမလဲအဲဟိုပြောပို့ပြီးတော့တင်းဝက်လည်းရှိတယ်ပြောမလား၁၁ယောက်၁၁ယောက်ကန်လာလीအဲဖူဆယ်နေနဲ့ကြောက်လဲဖူဆယ်အဲဘာပြောလဲဒါကြတော့နည်းနည်းလေးနီးစနစ်ပိုင်းနည်းနည်းစကားပြောသွားရေအဲ့လိုကြောင့်မို့လို့အဲတက်လို့ပိုင်းဆိုင်ရာရောစတမ်လာပိုင်းဆိုင်ရာအများကြီးစကားပြောသွားရေအဲပြောမလဲအရသာကြီးတော့မတူဘူးပေါ့နော်ကိုင်းကြီးကန်တဲ့အရသာနဲ့ဒီဖူဆယ်ကန်တဲ့အရသာတော့မတူဘူးဟုတ်အဲ ဒါဟောညီမဒါကတော့အရင်တည်းကဘယ်ပြောမလဲဟိုကိုကြီးကစားခဲ့တော့ကလည်းဒါဟောဘနော်လေးစားအကြရတဲ့သူပြောဖြစ်တယ်။ဘာပဲပြောအခုချိန်မှာလည်းဒါဟိုဟာပေါ့ဒီအတင်းကြီးအတွက်ကိုပေါ့လုံးဝဟိုဟာပေါ့ဥဆောင်နိုင်တဲ့ဥဆောင်နိုင်တဲ့ဟိုဟာပေါ့နော်ခေါင်းတော်တယောက်ဖြစ်နေတယ်။အဲ့တော့ကိုလည်းညီမဝမ်းလဲတာတယ်ပြောကိုကြီးလည်းအရင်အကြရတယ်ဟုတ်။ကျွန်တော်အဲအဲ့လိုမျိုးကြီးပေါ့အဲအိုက်ရောပုံစံနဲ့နေတာမဟုတ်ဘူးကနော်။ဒါပေမဲ့ကျွန်တော်ရှောက်နေတဲ့လမ်းကိုကျွန်တော်အကောင်းဆုံးလေးရှောက်တယ်ပေါ့နော်။အဲဒီပေါ်မှာသူတို့ကျွန်တော်ရှီကကောင်းတာလေးတွေ့ရင်တော့ယူပေါ့နော်။မကောင်းတာလေးတွေ့ရင် အဖယ်ထုတ်ပြီးတော့အကောင့်နလေးတွေကိုတည်ယူသွားပါကျွန်တော်ကအကောင်းဆုံးအကောင်းဆုံးလေကစားသမားဖြစ်အောင်ကြိုးစားနေရပါဟိုလိုမျိုးကြီးကျွန်တော်မှအဲ့လိုမျိုးကြီးဖြစ်နေတဲ့ပုံစံမျိုးမရှိဘူးကျွန်တော်အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတယ်အဲ့အဲ့ဒီပုံမှာဒီလူငယ်ကစားသမားလေးတွေကအဲကိုယ့်ကိုဘလုံးကိုပဲစိတ်ဝင်စားပြီးတော့အကောင်းဆုံးရှစ်ဆက်မဲ့လမ်းကိုအကောင်းဆုံးကြိုးစားပါဦးเนาะမကောင်းတာတွေမ စိတ်ချိတ်မြင်သားပဲပြောတော့သူနဲ့ကျွန်တော်ကကြတော့ကစားဘူးတယ်ပေါ့နော်ကွင်းကြီးမော်ရောကွင်းလေးမော်ဒါသူတို့ကကြတော့ရှာပါပဲဘယ်လေးဘယ်ဘယ်တန်သမားကြီးပေါ့နော်အဲအဲ့တော့သူရွေးချယ်တဲ့လမ်းပေါ်မှာအခုသူဖူးဆဲကိုရွေးချယ်သူရွေးချယ်တဲ့လမ်းပေါ်မှာအကောင်းဆုံးသူရှောက်နေတယ်လယ်ယူရင်ကစားသမားတယောက်လည်းဖြစ်နေတယ်အဲ့တော့ဒီလိုနိုင်ငံတော်ထမ်းဆောင်နေတဲ့ကစားသမားတယောက်ပေါ်မှာကျွန်တော်ကအဲအားပေးတယ်ဆက်လို့ကိုဘာဖြစ်ချင်တာလဲပန်းနိုင်ကိုတေချာရောက်အောင်သွားအကိုတို့ကအများအားအနောက်မှာ support ရင်းအများအားရှိနေပါတယ်ပေါ့အကန်နဲ့ပွဲတိုင်းပေါ့ သူနဲ့ကအဲနိုင်ငံကြီးတိတ် မရှိဘူးဘာလို့လဲဆိုတော့ဟိုပါပေါ့ညီမကဒီလေရွေးစင်ပါတဲ့တက်တန်းတိုးတယ်တိုးတဲ့ခါကျတော့ဘောနော်အမမဲရဆိုလို့ရှင်တော့ဟိုပါညီမတို့ကအင်ဒိုနီးရှားသွားတော့လာအဲအဲ့ဒီတန်ပွဲလာမှာပဲအတူတူအမှတ်ရခဲ့တာပေါ့ဟုတ်အခုလိုမျိုးအပြည့်အတွက်ကျေးဇူးများကြီးတင်ပါတယ်ဒါပါပဲပြောတာ အာဟိုဝမန်ဒေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါ mainly အမျိုးသမီးတို့ကိုစားပြုတဲ့နေ့အတွက်ကိုညီမတို့ကဒါပါဝင်ပြီးအားပေးတဲ့အတွက်ကြောင့်မို့လို့အားပေးတဲ့တယောက်စီစီရောက်လဲကျေးဇူးတင်ပါတယ်ပြီးရင်ဒါလည်းမကဘဲနဲ့အခုဆိုလို့ရှင်အာဖူဆယ်အမျိုးသမီးရောဗာရပြောအဲတဖြည်းဖြည်းရှောက်လန်းနေရေပေါ့နော်ဒါကွင်းကြီး main ကလေးရောက်ကြောင့်လဲသူကအမြင်မှုရရှိတယ်အဲ့တော့ကြောင့်မို့လို့လဲဒီဖူဆယ်ရောကွင်းကြီးရောအားပေးပါလို့လဲပြောချင်ပါတယ်ဟုတ်ဟာ ကျွန်တော်လာရောက်အပိတဲ့ပြိသက်တွေရောဒီဘောလုံးဟိုစိတ်လူဝင်စားစောက်ကြည့်နေတဲ့ပြိသက်တွေရောအဲကျွန်တော်တို့ supporting အပြည့်ပေးနေတဲ့ပြိသက်များအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်လာမယ့်ပြိုင်ပွဲတွေမှာအကောင်းဆုံးကြိုးစားပြီးတော့အဲအကောင်းဆုံးစုစိတ်တွေရအောင်ကြိုးစားသွားပါမယ်ဟိုကျွန်တော်တို့အမြဲတမ်း support ပေးပါအောင်လို့ကောင်းဆိုပါအောင်ဒီမှာလေးဟိုကကျေးဇူးတင်နေတဲ့ဘက်ကတော့ဘာတော့မှာအခုဒီနေ့ရောပြန်ပြီးတော့ချိန်ဆကျင်စိတ်ပဲဟုတ် အာအဲ့လိုတော့မရှိတော့ချင်းညီမတို့အခုဒါလည်းပြောကိုရဲ့အသက်ရွယ်ရနေရကြတော့ဗောနော်ပြန်ပြစဉ်းစားလိုက်တဲ့ခါမှာကိုကြီးရောဖူဆယ်ရောကစားနေတဲ့ခါမှာဒါအဆင်မပြေဘူးဗောနော်အဲ့တော့ညီမအခုဟောဗောနော်ဒီအနောက်ဆက်နေစီကိန်းနောက်ပိုင်းကညီမကိုကြီးကိုစွန့်လို့ပြီးတော့ဖူဆယ်ဘက်တောက်ချက်ကစားနေပါတယ်ဟုတ်ကျွန်တော်၅လပိုင်းမှာ AFF ပွဲရှိရပါတော့6လပိုင်းမှာတော့ Asian ပြုတ်လုံမယ်လို့ကြားရပါတော့အဲ World Cup အတွက် qualifying camp ကို Asian ပြုတ်လုံမယ်ရှိရပါတော့အဲ့တပွဲကတော့ကျွန်တော်နဲ့အနီးကပ်ဆုံးရှိရပွဲပါတော့အဲ့နှစ်ပွဲကိုကျွန်တော်တို့အအောင်စိုက်သွားစိုက်ကစားသွားမှာပါအဲ့ပွဲအတွက်ပြိတ္တတွေရဲ့အာရ အဲအားဆိုင်ပြီးတော့အပိပတ်ပါအောင်လို့ဟုတ်